ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကဒေါ်သီရိခိုင်ပါတီရိခိုင်ဟုတ်ကဲ့အသက်40ပါဆရာကြီးဟုတ်ပြီဗျအွယ်ပါရန်ကုန်ကပါစရင်ခိုင်နဲ့ဟုတ်ပြီဆရာကြီးရှင်နဲ့2025ခုနှစ်9လပိုင်းကစပြီတဲ့အင်ပြင်းတွေထွက်လာပါတယ်တဲ့စရင်ခိုင်ဟုတ်ကဲ့2025ဟုတ်9လပိုင်းအခုလား10လပိုင်းပေါ့နော်ဟုတ်ပြီ သူအတက်ကဘယ်လောက်လဲဆယ်လပိုင်း40ပါဆရာကြီး40ဟုတ်ပြီအင်မြင်နေတာလေအပူအပူအပူကန်တာပါပဲဟုတ်ကဲ့ပထမပိုင်းမှာတဲ့အင်ဂျီဘောင်းမီစကတ်တို့ရဲ့တဲ့တရေချိုးတင်းနဲ့စီးနေတဲ့နေရာကဆက်ထွက်ပါတယ်တဲ့အဲအဲ့ဒါတော့ထုံးစံပဲပေါ့ဟုတ်ကဲ့ဆရာကြီးအဲ့ဒါတော့ဟိုတချို့ကတော့တချို့မိန်ကလေးကချောင်ချောင်ကြီးကြီးဝတ်တတ်တယ်ဟုတ်ကဲ့ဆရာကြီးတချို့ကရှစ်တတ်တယ်လေဟာရှစ်တတ်တော့အဲ့လိုဝတ်စားတင်းတင်းကြပ်ကြပ်ဝတ်လေရှိတယ်ဟုတ်ကဲ့ပါဆရာကြီးအဲ့ဒါလေးကိုကိုကအသက်ကြီးတဲ့အခါမှာ ရော့ရော့ပျော့ပျော့ဝက်နောက်တစ်ခါဟုတ်ကဲ့ပါဆရာကြီးဖြစ်နိုင်ရင်ခြေတယ်လေးတွေဝက်ဟုတ်ကဲ့ပါဆရာကြီးနိုင်လုံးတို့တက်ထွန်းတို့တက်ထွက်တို့အလောက်မဲ့ပြီးတော့မဝင်းနဲ့ဟုတ်ကဲ့ပါဆရာကြီးခြေတယ်လေးတွေကဝူးလို့စားလို့သိကောင်းနေသေးတယ်ဟုတ်ကဲ့ပါဆရာကြီးနော်အခုဆရာဆရာတို့ဆရာအခုလက်တွေဝက်ထားတဲ့ ACD ဆိုလေခြေတယ်အပြားပူနေပြီမဲ့လေအေးနေတာဟုတ်ကဲ့ဆရာကြီးခြေလေးစုလေသူကတက်တော့တက်တာပဲအဲ့လိုဒီဒါဆိုရင်ဒါ ပစူးစားကိုချုပ်ထားတာကိုဟုတ်ကဲ့ဆရာခဏခဏမွေးအောင်လားချိုးလိုက်အဲ့လိုကိုယ့်ရဲ့ဝတ်တဲ့အခါစားတဲ့အခါအိတ်တဲ့နေတဲ့အခါမှာကျမ်းမာရေးနဲ့ညီညွတ်အောင်နေတတ်ဖို့လိုပါတယ်ဟုတ်ကဲ့ပါဆရာတို့လည်းပဲဒါကိုမေဖို့မေးသမျှကိုဆရာတို့ခက်ခက်ခဲခဲကြီးနဲ့လိုက်နာဖို့ဆောင်ရွက်ဖို့ခက်ခဲအောင်မဖြေပါဘူးဟုတ်ကဲ့ပါဆရာရင်နော်အားလုံးလိုက်နာနိုင်မဲ့ဒီလမ်းလေးတွေ ကူညီပေးနေပါတယ်ဟုတ်ကဲ့ပါအဲ့ဒီတိုင်းလိုက်နာခြင်းအဖြစ်လည်းပဲကျမ်းမာကြပါစီဆိုဆက်ရဲ့မေတ္တာပို့ပါတယ်ဗျာဟုတ်ကဲ့ပါဆရာကြီးသူကလေသတိထားမိပြီတဲ့စင်ကျင်ပေမဲ့တဲ့ညပိုင်းဆိုတဲ့ထွက်မြဲပါပဲတဲ့ရေချိုးဆက်ပြပြောင်းပါတယ်တဲ့အဲ့ရခင်းလဲတဲ့ခဏခဏလဲပါတယ်တဲ့နောက်ပိုင်းနဲ့ရေထည့်ရင်နဲ့အင်းပြင်းကားတဲ့ပို့ထလာတာကိုတဲ့သတိထားမိပါတယ်တဲ့ ဟုတ်ပြီ။ညာပိုင်းရေချိုးပြီးရင်တဲ့ပို့ဆိုးလာပါတယ်တဲ့။ဟုတ်ပြီ။သူမေးတာကတော့ဘာကြောင့်ဖြစ်တယ်ဆိုတာရဲ့တဲ့။ဘာတွေရှောင်ရမလဲ။ဘာတွေတောက်ရမလဲသိချင်ပါတယ်ရှင်တဲ့။အဲသူမေးဖို့ဆိုင်ပြပြရှင်မယ်။ဟုတ်ကဲ့ဆရာ။ဘာကြောင့်ဖြစ်လဲလို့မေးရင်အခုမေးခွန်းရှင်တမီးမေးသမီးမေးဖို့အားလို့ရပေါ့နော်။ကိုးစရာတို့ကအပူချောင်းဖြစ်တာပါ။ဟုတ်ကဲ့ပါဆရာ။အဲ့ဒီအပူတွေတမီးခန္ဓာကိုယ်ထဲရောက်လာအောင်ဘယ်သူစားတာလဲလို့ ကိုယ့်ကိုစင်ကျင်မှာဟုတ်ကဲ့ပါဆရာကြီးနော်အဲ့တော့အပူစားအဆက်စားတွေရှောင်ပါရှောင်ပါဟုတ်ကဲ့ပါဆရာကြီးအပူအဆက်စားတွေရှောင်ပြီးတော့ဘာစားမှလည်းမသိလည်းမရှိစေနဲ့ဟုတ်ကဲ့ပါဆရာအပူငိမ့်စီတဲ့အစာတွေစားပါဟုတ်ကဲ့ပါဆရာအပူငိမ့်စီတဲ့အစာတွေကတော့ချင်ခါအီးပေါ့ဟုတ်ကဲ့ပါဆရာကြီးနော်ချင်ခါအီးပေါ့အချင်းဆိုလို့လည်းရှောင်သီးတတ်များသီးသေးကြီးပဲစားနေဦးမယ်နော်ဟုတ်ကဲ့ဆရာအဲ့ဒီအချင်းကိုပြောကြမှာဘူး ဒိန်ကျင်တို့လိုမကြီးဖြော်ရီတို့လိုတီးဆုံချင်တို့အချင်းမျိုးဟုတ်ကဲ့ပါဆရာအခါဆိုပြန်တော့လည်းပဲကြောင်ရှာတမာရေးယူခဲ့သူအခါမျိုးပြောတာမဟုတ်ဘူးပူကမတည့်ဘူးတည့်တာမဲစီလီခွေးတော့ပေါက်ပန်းပြူဟင်းနုနယ်ခဲ့သူအခါမျိုးနောက်ကို့အရာထဲမှာများလွယ်လို့ရှိရင်ပေါ့နော်ကနဖော့ဆိုတာတည်လာမသိဘူးကစွန်ရဲ့လိုပဲဟုတ်ကဲ့ဆရာရှိပါလားကနဖော့နှစ်မျိုးရှိတယ်နော် ရိုးနေတာရိုးနေတဲ့အရိုးဖြူဟုတ်ကဲ့ပါဆရာရိုးနေရပူပြီးဆေးဘက်ဝင်ပါတယ်ဟုတ်ကဲ့ပါဆရာအဲ့ဒါစားပါဟုတ်ကဲ့ပါဆရာနောက်ကစွန်ရွက်အရိုးအနီဟုတ်ကဲ့ပါဆရာကစွန်ရွက်အရိုးအနီအဲ့ဒါလေးကိုထင်ချက်ကလေးနဲ့ပြုတ်ကြက်ကြက်ပြုတ်ပြုတ်ပြီးရင်ဈေးတောင်းရင်ညှိစိုးစိုးနေတယ်ကော်ဖီမုံလေးနည်းနည်းထည့်လိုက်ကစွန်ရွက်အရိုးအနီကိုထင်ချက်နဲ့ပြုတ်ကော်ဖီမုံလေးအနံလေးလောက်ထည့်ပြီးတောက်လို့ရှိရင်အဲ့ဒါရေအစားတောက်ပြီးရင်ကို သမီးယောဂါအတွက် အများကြီးအကျိုးရှိမှာပါဟုတ်ကဲ့ပါဆရာကြီးနာတော့ဆင်းတဲ့သမီးတို့အရွယ်တွေလည်းပဲအဲ့ဒါမျိုးတွေမှန်မှန်တောက်ပြီးပါလို့ဟုတ်ကဲ့ပါဆရာကြီးလိမ့်တာတော့နေ့တနခါညကနေ့တနခါညကရမဲလိမ့်ပါတနခါပဲလိမ့်လိမ့်ကရမဲပဲလိမ့်လိမ့်တကောတကောရက်ပါဟုတ်ကဲ့ပါဆရာ။ပြည့်တညက်မစားပါနဲ့။ဟုတ်ကဲ့ပါဆရာကြီး။ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်။အားလုံးအစာဝအနာကင်းဘုရားရှင်ကြပါစီဗျာ။